ကျွန်တော်ရဲ့ Quick Entertainment YouTube Channel ကိုစောင့်မျှော်အားပေးနေကြတဲ့မိတ်ဆွေများမင်္ဂလာပါကျွန်တော်ရဲ့ Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုစိတ်ဝင်စားစရာအကြောင်းအရာတစ်ခု တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒါကတော့ပြန်တန်းနေရင်ရုပ်တရက်ပျောက်ဆုံးသွားတဲ့လေရင်ပြန်တွေအကြောင်းပဲဖြစ်ပါတယ်ဒီလေရင်ပြန်တွေဟာဆိုရင်ဘလို့မှခြေရာခံလိုက်လို့မရအောင်ပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ် လင်းအញ្ញံတွေဘယ်လိုပျောက်ဆုံးသွားလဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားမယ်လို့ထင်ပါတယ်ဗျ။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့မေတ္တာရက်ခံပါရစေ။ပထမဆုံးစတင်ပြောပြပေးမယ့်လင်းကတော့2014ခုနှစ်တုန်းကပျောက်ဆုံးသွားခဲ့တဲ့မလေးရှား Airlines Flight 390အကြောင်းပဲဖြစ်ပါတယ်။အဲ့ဒီလင်းဟာမလေးရှားနိုင်ငံ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတရုတ်နိုင်ငံဘေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုပြန်တန်းလာခဲ့တာပဲဖြစ်ပါတယ်။လေယာဉ်ပေါ်မှာလူပေါင်း239ပါဝင်လာခဲ့ပြီ။နိုင်ငံပေါင်း15နိုင်ငံကခရီးသည်229ဦးနဲ့လေယာဉ်အမှုရမ်းစံတန်ဦးပါဝင်ခဲ့ပါတယ်။ဘိုးအင်း989အမျိုးအစားဖြစ်တဲ့အဲ့ဒီလေယာဉ်ဟာ2014ခုနှစ်မတ်လ2ရက်နေ့မှာမလေးရှားနိုင်ငံကွာလာလမ်ပူလေဆိပ်ကနေ 12နာရီ42မိနစ်ခန့်မှာစတင်ထွက်ခွာခဲ့ပြီ။ဗေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို9နာရီနဲ့34မိနစ်ကြာပြန်တန်းဖို့အစီအစဉ်ဆွဲထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့လေရင်ပြန်တန်းပြီးနောက်လေချောင်းကုတ်ကဲရေးစံနာနဲ့နောက်ဆုံးအဆက်အသွယ်လုပ်ခဲ့တဲ့အချိန်ကတော့တနာရီ16မိနစ်တုန်းကပဲဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ ။ Boeing 989လေယာဉ်နဲ့လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့တာပဲဖြစ်ပါတယ်။ထူးဆန်းတာကအဲ့ဒီလေယာဉ်အဆက်အသွယ်ပြတ်တောက်သွားပြီ။နောက်ပိုင်းမှာတော့အရန်ရီတာတွေနဲ့စစ်တပ်ရီတာတွေပေါ်မှာပါပျောက်သွားတာပဲဖြစ်ပါတယ်။မလေးရှားအစိုးရကလေရင်ပျောက်ဆုံးနေကြောင်းကြေညာချက်ထုတ်ခဲ့ပြီးရှားဖွေရေးလုပ်ငန်းတွေစတင်ခဲ့ပါတယ်။အဲ့ဒီရှားဖွေရေးလုပ်ငန်းမှာ မလေးရှားတရုတ်အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံပေါင်းများစွာက ပါဝင်ကူညီရှာဖွေခဲ့ကြပါတယ်။အဆိုပါရှာဖွေရေးဟာတမိုင်းမှာအကြီးဆုံးနဲ့ဇယဲအများဆုံးရှာဖွေမှုတစ်ခု ဖြစ်ခဲ့ပြီးဒေါ်လာတန်ပေါင်းများစွာကုန်ကျခံပြီးရှာခဲ့ပေမဲ့လေလင်းနဲ့လင်းဝပါလာသူတွေလုံးဝရှာမတွေ့ခဲ့ပါဘူးဗျ။နံပါတ်1အနေနဲ့ကတော့ Airborne Transport ပဲဖြစ်ပါတယ် 1948ခုနှစ်တုန်းက Airborne Transport ပိုင်းလေယာဉ်တစီးဖြစ်တဲ့ Douglas DHD ဟာပြန်တမ်းပြီးနိုင်အနေငယ်အကြာမှာပဲထူးဆန်းစွာပျောက်သွားခဲ့ပါတယ်။အဲ့ဒီပျောက်ဆုံးသွားတဲ့လေယာဉ်ကိုရှာဖွေခဲ့ကြပေမဲ့လေလေယာဉ်ရောခရီးသည်တွေပါမတွေ့ခဲ့ပါဘူးဗျ။မတန်းနေအရာဆိုရင်တော့ထိုလင်းဟာ1948ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာပွာတိုရီကိုနိုင်ငံ ဂျန်ဆန်မျိုးကနေဖလော်ရီဒါပြည်နယ်မိုင်ယာမီမျိုးကို ပြန်တန်းဖို့စီစဉ်ထားတာပါနောက်ထပ်တစ်ခုကအစောပိုင်းမှာထိုလင်ရဲ့ဆင်းသက်တဲ့ဂီယာသတိပေးပြီးအချက်ပြမီယာခြုံရင်းနေပြီလင်ရဲ့ဘက်ထရီကလည်းအားနည်းနေတာဖြစ်ပါတယ်ဘက်ထရီအားနည်းနေတာကြောင့်လင်ရဲ့ရေဒီယိုဟာကောင်းစွာအလုံးမလုံးနိုင်ခဲ့ပါဘူးလင်ဟာ22နာရီ3မိနစ်မှာပြန်တက်ခဲ့ပြီးတိတ်မကြခင်မှာပဲ ဆန်ဂျိုးနဲ့မာယာမီကကိုကိန်းဆန်တာတွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။နောက်ဆုံးဆက်သွယ်ခဲ့တဲ့အချိန်ကတော့၄နာရီ30မိနစ်ကဖြစ်ပြီးလင်းမှုဟာမာယာမီရဲ့တောင်ဘက်မိုင်90အကွာမှာရောက်နေကြောင်းပြောခဲ့တာပါ။နောက်ပိုင်းမှာတော့လင်းရာပျောက်ဆုံးသွားခဲ့ပြီးရှားပွေမှုတွေလောက်ခဲ့ပေမဲ့လည်းမတွေ့ခဲ့ကြတော့ပါဘူး။အချို့သောပညာရှင်တွေကတော့ထိုလင်းပျောက်ဆုံးမှုဟာဘာမျူရာတရိကန်နဲ့ဆက်ဆက်မှုရှိနေနိုင်တယ်လို့ပြောကြားခဲ့ပါတယ်ဗျ။ နံပါတ်3အနေနဲ့ Emily Ah အကြောင်းပဲဖြစ်ပါတယ်။ Emily Ah 1928ခုနှစ်မှာလေရင်နဲ့အန်ဒလန်ဒေသမုဒ္ဒရာကိုဖျက်ခဲ့တဲ့ကမ္ဘာပထမအအောင်ဆုံးအမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ဒါ့အပြင်လေးစားဖို့ကောင်းတဲ့အချက်ကတော့ Emily Ah ကမ္ဘာအမျိုးသမီးတွေရဲ့လုံနိုင်စွမ်းကိုကမ္ဘာမှာပြသနိုင်ဖို့အတွက်ကြိုးစားခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း1938ခုနှစ်ဇူလိုင်လအရောက်မှာတော့သူမရဲ့ကဘာဘက်ခရီးစဉ်မှာ အမွှားအင်ဂျင်တက်ထားတယ်။လော်ဟီလေရင်နဲ့အတူ အမလီဟာပျောက်ဆုံးခဲ့ပါတယ်။သူမပျောက်ဆုံးခဲ့တဲ့နေရာကတော့ဖက်စီဘိတ်သမုတ်တရားအလဲမှာရှိတယ်။အပီပီဆိုင်ရာဒိတ်လိုင်းအနားမှာပဲဖြစ်ပါတယ်။ထိုပျောက်ဆုံးမှုကြောင့်အရာရှိတွေဟာရှာဖွေရေးတွေလုပ်ခဲ့ကြပေမဲ့လေသူမနဲ့အတူ လေရင်ကိုပါရှာမတွေ့ခဲ့ပါဘူး။ ကျွမ်းကျင်သူတချို့ကတော့သူမဟာလူသူမရှိတဲ့ကျုံးပေါ်မှာနှစ်ပေါင်းများစွာတောင်းတင်ပြီးအခြေချနေသွားခဲ့တာလည်းဖြစ်နိုင်သလိုအခြားခံမှန်းမှုများစွာရှိနေပေမယ့်ဘသူမှတိကျစွာအပြေမထုတ်ပေးနိုင်ခဲ့ပါဘူး1989ခုနှစ်ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေးတစင်းဖြစ်တဲ့ flight 434ပျောက်ဆုံးမှုကြောင့်ပါကစ္စတန်နိုင်ငံရဲ့လေကြောင်းလုပ်ငန်းတွေအထိနာခဲ့ရပါတယ် ထိုလေရင်ကို1962ခုနှစ်မှာတည်ဆောက်ခဲ့ပြီးစတင်ပြေးသန်းချိန်ကနေနောက်ဆုံးပျောက်ဆုံးသွားတဲ့အချိန်အထိနိုင်ပေါင်း4424ခန့်ပြေးဆွဲခဲ့ပါတယ်ပျောက်ဆုံးမဲ့နေ့မှာတော့လေရင်ဟာပါကစ္စတန်နိုင်ငံရဲ့မြို့တော်အစ္စလမ်ဘက်ကနေဂိုက်ကိုပြန်တမ်းပြီးဆင်းသက်ခဲ့ကထိုကနေမှ အစ္စလမ်ဘက်ကိုပြန်လဲပြန်တမ်းပြီးခရီးသည်တွေကိုတင်ဆောင်ခဲ့ပါတယ် ဒီလိုပြန်တန်းနေတဲ့အချိန်လေအမှုနဲ့လေချောင်းကုတ်ကဲစင်တာတို့ရဲ့ပုံမှန်ရေဒီယိုအဆက်အသွယ်လောက်ခဲ့တဲ့အချိန်ကတော့9:40မိနစ်မှာဖြစ်ပြီးဒီနောက်ပိုင်းမှာတော့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်ထူးဆန်းတာကတော့ရေဒီယိုအဆက်အသွယ်ပြတ်တောက်ရုံနေမှာပဲလေရင်ဟာရေဒါပေါ်မှာပါပြတ်ကွယ်သွားတာပဲဖြစ်ပါတယ်လေရင်ပျောက်ဆုံးမှုကြောင့်ရှားပွေမှုတွေလောက်ဖို့အတွက်ပါကင်စတန်စစ်တပ်ကိုဆေးလုပြီးရှားခိုင်းခဲ့ပေမဲ့လည်းမတွေးခဲ့ကြပါဘူးကျွမ်းကျင်သူတွေရဲ့သုံးသက်ချက်အရတော့ လင်းဟာအနီးနားဝန်းကျင်မှာရှိတဲ့ဟိဘတ်ဝန္တာတောင်တန်းတွေအကြားမှာပြတ်ကျခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ခဲ့ကြပါတယ်နံပါတ်5အနေနဲ့ကတော့ flight 19 toby 2 bomber ပဲဖြစ်ပါတယ်အချိန်ကတော့ဒုတိယကမ္ဘာစစ်ကြီးအချိန်မြင့်နေတဲ့အချိန်တုန်းကအမေရိကန်စစ်တပ်ဟာ ဘာမြူရာတရီကန်ကိုဖြတ်တန်းပြီးလေးချင်းမဲ့စစ်စင်ရေးတစ်ခုကိုတော်ပြီးတော့ဘုံကျဲလေရင်၅ဆင်းကိုဆေလွတ်ခဲ့ပါတယ်။ထူးဆန်းတာက ထိုလေရင်၅ဆင်းဟာပြန်တန်းနေရင်ကိုကဲအီးဆန်တာနဲ့အဆက်အသွယ်ပြတ်တောက်သွားကထိုလေရင်တွေနဲ့အတူလိုက်ပါခဲ့တဲ့အမှုတန်းတွေပါ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ပျောက်ဆုံးပြီးနိုင်အနေငယ်ကြမှာတော့အမေရိကန်စစ်တပ်ဟာရှာဖွေရေးပြုလုပ်ဖို့အတွက်အမှုတန်း73ရောက်ပါတဲ့စစ်တပ်လေရင်ကိုဆေလွတ်ပြီးရှာခိုင်းခဲ့ပါတယ်။ က်ပြီးထူးဆန်းတာကတော့ကဲဆဲဖို့သွားပြီးရှာဖွေတဲ့လူတွေပါပျောက်ဆုံးသွားခဲ့ပြီးတရင်အစအနလုံးဝမရရှိအောင်ပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ပညာရှင်တွေကြားမှာတဲ့ flight စကူပျောက်ဆုံးမှုကိုယနေ့အချိန်ထိတည်တည်ချာချာအပြေမချနိုင်သေးပါဘူးဗျ။ကျွန်တော်ခုတင်ဆက်ပေးလိုက်တာကတော့ပြန်တန်းနေရုပ်တရက်ပျောက်ဆုံးသွားတဲ့လင်းရင်ပြန်များအကြောင်းပဲဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်။နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။